အားလုံးပဲမင်္ဂလာပါရှင်။တရားပျော်ရွှင်တဲ့နေ့ရဲ့လီယိုပိုင်ဆိုင်နိုင်ကြပါစေ။ကျွန်မကတော့ကျွန်မကိုယ်တိုင်ကြုံတွေ့ရတဲ့အတွေ့အကြုံလေးအလှပရေးရနဲ့အခြားသောဗဟုသုတဖြစ်ပေါ်အကြောင်းအရာလေးတွေကိုတင်ဆက်ပေးနေတဲ့သူဖြစ်ပါရဲ့။အခုကတော့စာဖတ်ပြမှာဖြစ်ပါရဲ့။စာဖတ်မပြခင်မှာကျွန်မစာဖတ်ပြရတဲ့ရည်ရွယ်ချက်ကလေးကိုအရင်ဆုံးပြောပြချင်ပါရဲ့။ ကျမစာဖတ်ပြရတဲ့ရည်ရွယ်ချက်ကလေးကတော့စာဖတ်ခြင်းလျက်နဲ့မဖတ်နိုင်တဲ့သူတွေစာဖတ်ဖို့အတွက်ကိုအချိန်မပေးနိုင်တဲ့သူတွေအတွက်ရည်ရွယ်ပါတယ်။နောက်တစ်ခုကတော့စာဖတ်နေရင်စာပါပါတဲ့အကြောင်းအရာလေးတွေကိုအပြုတ်သဘောအနေနဲ့အမြင်လေးတွေကိုဖလှယ်ခြင်းနဲ့ရည်ရွယ်ချက်ကလေးနဲ့စာဖတ်ပြရခြင်းဖြစ်ပါတယ်။ကျမဖတ်ပြမယ်စာအုပ်ကလေးကတော့ဆရာကြီးဦးထင်းလင်းဘာသာပြန်ဆိုထားတဲ့မေတ္တာရှင်မလေးပေါ်လီယာနာဖြစ်ပါတယ်။နားဆင်ကြည့်ပေးပါအောင်ရှင်။ စ်ဒေါ်ပေါ်လီအပျိုးကြီးဒေါ်ပေါ်လီဟယ်ရင်တန်သည်မိဘခန်းထဲသို့ရေးကြီးတော့ပြဝင်လာလေသည် သူသည်ခါတိုင်းဆိုလျင်ရေးကြီးတော့ပြလှုပ်ရှားလိရှိသူမဟုတ်အထူးသဖြင့်သူသည် အမှုအရာတိမ်မွေ့မှုတွင်ဂုံလူတတ်သူဖြစ်၏သို့သောယနေ့တော့သူတကယ်ပင်တော့ခတ်တော့တော့ဖြစ်လာသည်မိဘတဲရှိပကံစေးခွက်၌ပကံများစေးကြောနေသော နန်စီသည်တန်အတော်မော့၍ကြည့်မိ၏နန်စီသည်ဒေါ်ပေါ်လီ၏မိဖို့ထဲတွင်အလုံးလုံးသည်မှနှစ်လမြသာရှိသေးသည်သို့သောသူ့တခင်မမှဘယ်တော့မှရေးကြည့်တော့ပြမလုပ်တတ်ဆိုသည်ကိုတော့သိနေပြီဟဲ့နန်စီဟုတ်ကဲ့မမနန်စီကရှင်ပြစွာထိုးလိုက်တော့လဲသူ့လက်ထဲတွင်ကတုံးလက်ဆရည်တကောင်းကိုဆက်၍ပုတ်တိုက်လျက်ပင်ရှိ၏ ဟဲ့နန်စီဒေါ်ပေါ်လီအတန်းမှာတင်းမာလာသည်ငါနဲ့ကိုစကားပြောနေတဲ့ကအလောက်ကိုချထားပြီးကောင်းကောင်းနားထောင်စမ်းနန်စီမှာမျက်နာတစ်ခုလုံးနေရဲသွားသည် ရေတကောင်ကိုအဝိပတ်လျက်ပင်ချက်ချင်းချထားလိုက်သဖြင့်စောင်းပြီးမောက်တော့မီကဲသို့ဖြစ်သွား၏သူ့အမူအရာကတော့မထူးခြားဟုတ်ကဲ့မမနားထောင်ပါမယ်မမ နန်စီကစောင်းသွားသောရေတကောင်းကိုလှမ်းကျဲလိုက်ရင်အထစ်ထစ်အငေါငေါနှင့်ပြောသည်မနက်ကမမကဆေးစရာကြောစရာရှိရာတွေမြ мян ဆေးလို့ပြောထားလို့ကျမအလုပ်ဆက်လုပ်နေပြီလို့ပါသူ့မမက မျက်မှောင်ကျုပ်လိုက်သည်တော်ဆန်းမှာငါကနင့်ကိုထုချွေလာတောင်းနေဒါမဟုတ်ဘူးဟဲ့ကယူဆိုင်နားထောင်မှုပြောတာဟုတ်ကဲ့ပါမမနန်စီသည်မတိမသားတက်ပြင်းချမိ၏ ဤအမျိုးသမီးကြီးကိုကျေနပ်အောင်ဘလို့လုပ်ရပါမည်နည်းဟု တွေးတော်ယူလဲနေမိသည်နန်စီသည်ယခင်ကတခါမှသူ့အိမ်အပြင်သို့ထွက်၍အလုပ်လုပ်ဖို့သူမဟုတ် သို့တော့သူ့အမေကမမခိုက်အဖေကရုတ်တရက်တည်ဆုံးသွားတော့နန်စီရောက်အငယ်လေး၃ယောက်နဲ့မုံဆိုးမဖြစ်၍ကြံခဲ့လေရာ သူတို့ကိုကျွေးမွေးပြုစုဖို့နန်စီကအလုပ်ထွက်လို့ရသည် တောင်ကုန်းမော်ကအင်ကြီးတွင်မိဖို့ကြောင့်အလုပ်ကိုဝင်လို့ရမည်ဆိုတော့သူအတော်သဘောကျမိ၏။နန်စီသည်ခြောက်မိုင်မြဝေးသောချောင်ကြားအရမ်းမှလာသည့်ဖြစ်ရာဒေါ်ပေါ်လီဟယ်ရင်တန်အကြောင်းသိမသိခဲ့။ဤမျိုးတွင် အချမ်းသာဆုံးတဦးဟူ၍၎င်းဟယ်ရင်တန်အင်ကြီး၏သခင်မဟူ၍၎င်းဤမျှသာသိခဲ့၏။ဤအိမ်သို့ရောက်ပြီးနှစ်လကြာတော့ဒေါ်ပေါ်လီမှာ ခက်ထန်သောမျက်နှာတင်းသောကြမ်းပြင်ဓာခရင်လွှတ်ကြလျင်ဖြစ်စီတကားဒိုင်းကနေပိတ်လျင်ဖြစ်စီ မျက်မှောင်ကျုပ်တက်သောဓာမကြတကားမမြင်သောအခါတွင်လည်းပြုံးဖို့တတိမရသော အမျိုးသမီးကြီးဖြစ်သည်ဟုသိလာသည်နန်းစီနေမနဲ့ပိုင်းအလုပ်တွေပြီးရင်အထက်ခိုးလေကားထက်ကအခန်းကလေးကိုရှင်းခရင်ကလေးခင်းပြီးတော့အဲ့ရပြင်ထားလိုက်အခန်းကိုလှည့်ချင်းပြီးတော့ဖြစ်အောင်လုပ်ထားလိုက်နော်အထက်အတက်တာတွေအပြင်ထုတ် ပြီးတော့ပြောတာနားလဲလားဟုတ်ဒေါ်ပေါ်လေးကပြောသည်ဟုတ်ကဲ့အထက်ကထိုးတဲ့တစ်တာတွေကိုရောဘယ်မှာထားရမလဲမမရှေ့ဘက်ကအထက်ခိုးတဲ့ကိုပို့ဒေါ်ပေါ်လေးသည်ခင်ဗျာမျှစဉ်းစားနေပြီးအင်းအခုပဲတခါတည်းပြောလိုက်မယ်နန်စီငါတူမပေါ်ရီအော်ပေါ်လီယာနာဝစ်စတီးယားဆိုတာငါနဲ့လာနေလိမ့်မယ်ဟုတ်ဆက်ပြောလိုက်၏မင်းကလေးတီကိုလာမယ်ဟုတ်လားမမဟာနေရာကြလိုက်တာ နန်စီသည်တောင်ကြားရှိ သူ့အိမ်တွင် သူ့ညီကောင်မောင်နှမများနှင့်ပျော်ကြရသည်ကိုတွေ့မိ၍ဝမ်းသာအားရပျော်လိုက်မိသည်။ဘာနေရကြတာလဲ။ငါကတော့အဲ့ဒါလိုမထင်ပါဘူး။ဒါပေမဲ့ဖြစ်သမျှအကြောင်းကောင်းချင်းအောင်မရမှာပေါ့။ငါတို့ကလူကောင်းတွေကိုကိုယ့်ဝတ္တရားကိုသိရတာပေါ့။ဟုတ်တင်းမာစွာဆိုလိုက်သည်။နန်စီမျက်နှာညီမြန်ပြပြန်သည်။ဟုတ်ပါရဲ့မမကျမက ကလေးမကလေးတယောက်ဆိုတော့မမအဖို့ပြောကြကောင်းမလားလို့တွေးမိလို့ပါဟုတ်အထစ်တစ်အငေါငေါဆိုလိုက်ရ၏ဒေါ်ဆန်းမအေးညီစင်နာကိုတော့ကျေးဇူးတင်ပါတယ်ဒါပေမဲ့ငါ့မှာတော့လောလောဆယ်လုံးမမထင်ပါဘူးဒါတော့ဒါပေါ်မမရဲ့ဒါပေမဲ့မမဒီကလေးကိုချစ်မှာပါကို့အမအရင်ကမွေးတာပဲဟာနန်စီကရောက်လာမြေကလေးအတွက်နေရာအစ်စ်တွင်အဝေးမခွက်အောင် လမ်းခင်းပေးထားတဲ့သည်ဟုဝိုးတဝါထင်မိသောကြောင့်အရဲဆုံး၍ပြောလိုက်ခြင်းဖြစ်၏။ဒေါ်ပေါ်လီကတင်းမာစွာမျက်နာကိုမောလိုက်ပြီးတကယ်တော့နန်စီငါအမပေးမယ်သူ့ဘာသာသူမိုင်းမိုက်ကန်ကန်အိမ်အောင်ပြုတ်ပြီးတော့အလိုလိုနေလူများလိုရှုပ်ရတဲ့လောကကြီးတွေကိုခလေးတယောက်အားတိုင်းမွေးထားခဲ့ရတယ်ငါကဘာဖြစ်လို့လိုလိုချင်းချင်းရှိရမှာလဲဘလိုဖြစ်ဖြစ်လေငါပြောခဲ့တူလို့ပဲအချိန်တန်တော့ငါသိရမှာပဲပေါ့အခန်းရှင်ရင် ထောင်ချားတွေပါမကြံရှင်းတုံတော့မကြံအောင်တုံနေစီဟုတ်ပြက်ပြက်တောင်းတောင်းပြောကသူအခန်းထဲမှထွက်သွားလေသည်နန်စီလဲဟုတ်ကဲ့မမဟုဆိုကတက်ပြင်းချလိုက်ပြီးရေချောက်သွား၍ပြန်ဆေးရတော်မူဖြစ်သောရေတကောင်းကိုကောက်ယူလိုက်လေ၏သူအခန်းထဲသို့ ပြန်ရောက်သောအခါဒေါ်ပေါ်လီသည်လွန်ခဲ့သည့်နှစ်ရက်ခန့်ကရောက်လာသောအနောက်ဘက် အဝေးဒေသမျိုးကလေးမှတုံမမျော်လင့်ပဲစိတ်ညစ်ရသောစာကို ထုတ်ယူကားတစ်ခေါက်ဖက်ပြန်ဖက်လီသည်ရှာမာဘာမွန်ဟော်တင်စပီဒေါ်ပေါ်လီဟရင်တန်ဟု လိမ့်စာတက်လျက်အောက်ပါအတိုင်းဖြစ်၏အမကြီးခမညာလွန်ခဲ့သည့်တည်င်းနှစ်ပတ်ကတင်းဥစရာကြီးဂျွန်ဝစ်စတီးယား သည်၁၇နှစ်အရွယ်သမီးငယ်တယောက်ကိုထားခဲ့တာဘဝတစ်ပါးသို့ပြောင်းသွားကြောင်းဝမ်းနည်းစွာဖြင့်အကြောင်းကြားအပ်ပါသည်။သူမှာ အမကြီးသိပြီးဖြစ်သည့်အတိုင်းဤနေရာဝယ်ဖခင်เจ้าမှတင်းဟုတ်เสียဖြစ်သည့်အားလျော်စွာလာခရိတ်ခနေပါသည်ဖြစ်သည်ဖြစ်၍စာဝအနှဲငယ်မှတပါးဘာပစ္စည်းမှ မကြံရပါ။ သင်းအုပ်စရာကြီးမှာအမကြီး၏အမအရင်ခင်မုန်းဖြစ်သည်ဟုသိရပါသည်ထို့သောမိအမများအချင်းချင်းစိတ်ဝမ်းမကြီးသားကြကြောင်းကိုလည်းသူပြောပြ၍သိရပါသည်မိတို့ပင်ဖြစ်စေအမကြီး၏အမအရင်မျက်နှာကိုထောက်၍ကလေးကို အမကြီးကယူကားအရှိဘက်ရှိဆွေစုမျိုးစုတွင်ဆောက်ရှောက်ကျွေးမွေးခြင်းလိမ့်မည်ဟုသူကယုံကြည်ပါသည်ထို့ကြောင့်ဤစာကိုရေးရပါသည် အမကြီးဤစာကိုရသည့်အချိန်နောက်တွင် ကလေးမသည်အစင်သင့်ပြင်ထားပြီးဖြစ်နေပါလိမ့်မည်။အမကြီးကငွေးနိုင်ပြီဆိုလျင်ချက်ချင်းလာရင်အမြန်စာရေးပြန်ချစေလိုပါသည်။ယခုလောလောဆယ်တွင် မကြမီအရှိဘက်သို့သွားမည်ဇနီးမောင်နှင့်အဖော်ရှိနေပါ၍သူတို့နှင့်အတူကလေးမကိုဘော့စတွန်အထိထည့်ရပါမည်။ဘော့စတွန်မှတဆင့်သူတို့ကပင် Philip Dingsby's တို့ သွားသောယထားပေါ်တို့ချိန်ပေးလိုက်ပါလိမ့်မည်။မိတိနေတွင်ယထားနှင့်ကလေးမရောက်လာမည်ကိုတော့အကြောင်းကြပါမည်။ကောင်းသောစကားမကြမီကြားရလိမ့်မည်ဟုမျှော်လင့်လျက်ဘေးစားစွာဖြင့်ကျွန်တော်ဂျယ်ရမီယာဝိုက်ဒေါ်ပေါ်လီသည်မျက်မှောင်ကျုံးလျက်စာကိုပြန်ခောက်ကာစာအိတ်ထဲသို့ပြန်ထည့်လိုက်သည်။မနေ့ကပင်စာပြန်လိုက်ပြီးကလေးကိုလက်ခံပါမည်ဟု ပြန်ရေးလိုက်သည်။လောရမီအလောက်ကတိတ်နှစ်သက်ဝမ်းမြောက်ဖွယ်မဟုတ်။ ို့တော့သူ့ဝတရားကိုတော့သူ့ခြေပြုံးအောင် လုံးရတော့မည်ဟုအောင်းမိလိုက်၏သူသည် စာကိုကိုင်လျက်ထိုင်ရင်းမှဤကလေးအမင်းသူ့အမဂျင်းနီဤရုပ်တင်ကို၎င်းအသက်20အရွယ်ဂျင်းနီအိမ်ကလူများအမျိုးမျိုးဆုံးမတားဆီးသည့်ကြားထဲကတင်းတို့ဆရာကလေးနှင့်လက်ထပ်သွားသည့်အချိန်စီတို့၎င်းမှန်းဆ၍ချီနေမိသည် သူကိုကြည့်သော သူ့ကိုကြိုက်သောပစ္စည်းရှင်လူငယ်တယောက်နှင့်အိမ်ကလူများကသဘောတူပါလျက်ဂျင်းဒီကမကြိုက်ပစ္စည်းရှိလူကအသက်လဲငယ်သေးသည်ပတ်စံလဲချမ်းသာသည်ဂျင်းဒီယူလိုက်သောတင်းယောက်ဆရာကလေးမှာငယ်ရွယ်သူတို့၏မြင့်မြတ်သောစိတ်ထားဆက်ရထက်သန်မှုနှင့်မေတ္တာတရားအပြည့်ရှိသောနှလုံးသားတို့သာရှိသည်ဂျင်းဒီက ဒါရီကိုဥစ္စာပစ္စည်းချက်ပို့ပြီးမမောကသူနဲ့လက်ချက်၍ပြည်တွင်းသာသနာပြုတင်းဥစရာကလေးဇနီးအဖြစ်တောင်ပိုင်းသို့ပါသွားခြင်းဖြစ်လေသည်ဤတွင်တေကန်းရှင်ကန်းပြကြတော်၏ထိုစဉ်ကဒေါ်ပေါ်လီမှမြမအငယ်ဆုံး15နှစ်တမိမြသာဖြစ်တော်လဲကောင်းစွာမမေ့နေသည်ဆွေမျိုးစုကလည်းသူတို့မျက်နှာအိုးမဲ့တုတ်သွားသောတင်းဥစရာတော်ကလေးအားအဆက်အဆံမပြူကြတော့ ချင်းနီကတော့အတန်ကြာအောင်စာရေးနေသေးသည်နောက်ဆုံးမွေးသည့်တမိကလေးကိုပင်သူ့ညီမနှစ်ယောက်ဖြစ်သောပေါ်လီနှင့်အန်နာတို့အမိကိုယူ၍ပေါ်လီယာနာဟုအမိမျှထားကြောင်းအခြားကလေးများအားလုံးသိဆုံးသွားကြောင်းစာရေးသေးသည်ဤစာသည်ချင်းနီထံမှ နောက်ဆုံးစာဖြစ်၏အနောက်ဖက်မြို့ကလေးတစ်မြို့မှချင်းနီခင်မုန်းကိုရာချင်းနီဆုံးမိဟုအကြောင်းကြားသည့်ကြေကွဲပွဲ တချောင်းတချောင်းမြသော စာတစောင်ရောက်လာလေသည်ဤအတော်အတွင်တောင်ကုန်းမော်ကအင်ကြီးတွင် နေရစ်သူတို့အဖို့လဲအချိန်သည်တရွေ့၍ကုန်ခဲ့သည်တော်ပေါ်လီသည်အင်ကြီးပေါ်မှ25နှစ်ကာလအတွင်းသူကြုံတွေ့ခဲ့ရသည့်အပြောင်းလဲများကိုထွေးထောနေမိလေသည်သူယခုအသက်40ရှိပြီဤလောကကြီးထဲတွင် သူတစ်ယောက်ထဲသာရှိတော်သည် အဖေတို့အမေတို့အားလုံးသေဆုံးကြပြီသူသည်အီအိမ်ချင်းနှင့်တကွသူတို့အဖေထားခဲ့သောပစ္စည်းဥစ္စာရွှေငွေရတနာများစွာတို့၏တဦးတည်းသော အရှင်သခင်မှဖြစ်ခဲ့သည်မှာနှစ်ပေါင်းအတော်ကြာခဲ့ပြီသူ၏အထူးကြံဘဝကိုဂယုနာတကြသူများကအတူနေမိအဖို့တဟဲတစုံတယောက်ကိုရှာဖို့တိုက်တွန်းကြသည် သို့သောဒေါ်ပေါ်လီက သူတို့၏အကြံဉာဏ်ကို၎င်းဂယုနာကို၎င်းလက်ခံလိုဟန်မပြခဲ့ချီသူသည်အာမငယ်ချက်ပါ သူတယောက်တည်းနေရခြင်းကိုစိုက်ညက်တတ်ပါသည်ဟုဆိုသည် သူသည်စိတ်ညင်ခြင်းကိုပုံမိုအလိုရှိသည်ဟုဆိုသည်တို့ရာတွင်ယခုတော့မူဒေါ်ပေါ်လီသည်မျက်မှောင်ကျောက်၍နှကန်းကိုစိတ်နေအောင်ပိတ်ကားထိုင်ရမှထားခဲ့သည် သူသည်အမျိုးကောင်းသမီးဖြစ်သည်ကိုလည်းဝမ်းမြောက်သည် သူ့ဝတရားကိုသူတိထက်သူဖြစ်ယုံမကဆောင်ရွက်နိုင်အောင်ဆောင်ရွက်နိုင်လောက်အောင်စိတ်ခံသူဖြစ်သည်ကိုလည်းခြေနဲ့သည်တို့ပေမဲ့သူ့အဖို့ပေါ်လီယာနာဆိုတဲ့နာမည်ကတော့ ဟိုကြောင့်ကြောင့်နာမည်ပါတကားဒါကတော့ဆရာကြီးဥထင်းလင်းဘာသာပြန်ဆိုထားတဲ့မေတ္တာရှင်ပေါ်မေတ္တာရှင်မလေးပေါ်လီယာနာရင်စာအုပ်ထဲအခန်းတစ်ဒေါ်ပေါ်လီပဲဖြစ်ပါတယ်အာကျမကတော့စာအုပ်ကလေးကိုအာတခါရဲဒီတအုပ်လုံးဖတ်ပြထားတဲ့စာရင်တခန်းချင်းစီကိုတည်တည်ချာချာလေးဖြည်းဖြည်းချင်းတွားချင်ပါတယ် အာဒီအခန်းထဲမှာပါဝင်တဲ့အကြောင်းအရာလေးတွေကိုလည်းပြန်လည်ပြီးတော့သုံးသပ်ဆင်ခြင်လို့ရအောင်လုပ်ပါရှင်။ဒီအခန်းထဲမှာအာဒီဖတ်ရသလောက်ပေါ့နော်။ဒါဒေါ်ပေါ်လီရဲ့စိတ်နေစိတ်ထားနဲ့ဒီပေါ်လီယာနာနဲ့တကွာတော့အခြားသောပေါ့နော်။ဒေါ်ပေါ်လီရဲ့မိသားစုဝင်လေးတွေကိုလည်းတစိတ်တသေးတာသိရှိပြီးဖြစ်ပြီးခင်ပါတယ်။အာနောက်အခန်းဒီမှာလည်းဘယ်လိုစိတ်ဝင်စားဖို့အကြောင်းအရာလေးတွေပေါ့အောင်မလဲဆိုတာကိုကျမနဲ့အတူတူဆက်လက်ပြီး patch ယူကြည့်ရအောင်နော် နောက်ဗီဒီယိုလေးတွေလည်းအာစောင့်စားမျှော်လင့်ပေးပါအောင်လို့မြစ်တာရက်ခံချင်ပါတယ်ရှင်။အခုလိုမျိုးနားဆင်ပေးပါတော့တယောက်ချင်းစီတိုင်းကိုကျေးဇူးများတင်ပါတယ်။တာယာပျော်ရွှင်တဲ့နေ့ရက်ကလေးကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။